ကဲအားလုံးမင်္ဂလာပဲပြန် JDS channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်1 championship ကတော့မနီကလေးနေကမှတန်းစီရဲ့သွေးဆိုင်အစ်စ်ကိုတရားဝင်ကြီးညာတွားခဲ့ပြီးဖြစ်ပါတယ်ဒီလာမယ့် April 16ရက်နေ့1 Friday fights 105ဆိုတဲ့ခေါင်းစဉ်အောက်မှာဂျင်ပါပြုတ်တော်မှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ခေါက်တန်းစီနဲ့ရှင်ပြိုင်ထိုးတက်သွားမယ့် fighter က blue fighter မျိုးလေဒါဆွမ်းဆောင်ကြီးအနီထားရရောဒါ blue အခြေအနေရှိတယ်လေပေါ့နော်ဒါတွင်နဲ့ပတ်သက်ပြီးပရိသတ်တွင်နဲ့အတူဒါတန်းစီနဲ့ရှင်ပြိုင်ထိုးတက်သွားမယ့် fighter ရဲ့ဘွေးစဉ်ကောင်းနှစ်ပွဲလေးကိုအဆအဆုံးကြည့်ရှုပြီးတော့မှာဖြစ်ပါတယ် ဲ့တော့မကြည့်ရသေးတဲ့ပြည်သက်တွေရှိမယ်ဆိုရင်လည်းကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ပွဲစဉ်လေးကိုအခုပဲစကြရလိုက်အောင်ပါ။ Okay အခုပထမဦးဆုံးအနေနဲ့ကြည့်ရှုပေးတော်မူမယ့်ပွဲစဉ်ကတော့2023 December 22ရက်နေ့ One Friday Fight Footy 6တို့ရဲ့ကောင်းစဉ်အောက်မှာအာရှင်ပင်ကုတ်တက်သွားခဲ့တဲ့ပွဲစဉ်တစ်ပွဲပဲဖြစ်ပါတယ်။အဲ့တော့ဒီခြေအိတ်အစိမ်းရောင်နဲ့ဒီအပြာတောင်းကနေရှင်ပင်ကုတ်တက်နေတဲ့ fighter ကတော့ဒီလာမယ့် April 17ရက်နေ့တန့်စီနဲ့ရှင်ပင်ကုတ်တက်သွားမယ့် fighter ပဲဖြစ်ပါတယ်။ ့သူကတော့ Tiger Fighter ဖြစ်ပါတယ်ဒါသူ့နာမည်ကတော့ Patch Supervet လို့ခေါ်တယ်ပေါ့နော်ဒါရက်ကတော့9ပြည်နဲ့6လက်မရှိတဲ့အသက်ကတော့20နဲ့6နှစ်ပါအဲ့တော့ One Championship မှာကတော့သူ့အနေနဲ့ဒါပွဲစဉ်ပေါင်း9ပွဲအထိဒါရှင်မင်းထုတ်တထားပြီးတော့မှအဲ3ပွဲနိုင်4ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်အဲ့တော့သူရဲ့ဒီမှတ်တမ်းတွေကျွန်တော်တွားကြည့်ရှုခြင်းအပြင်ဒီနောက်ဆုံးထုတ်သက်ထားခဲ့တဲ့လေးပွဲကိုတွားကြည့်မယ်ဆိုရင်ဒါလေးပွဲစလုံးကိုဆက်တိုက်ရှုံးနေတာတွေ့ရတယ်ဗျ။အ အဲ့တော့ရလာရကျွန်တော်တို့ဒါမကောင်းမှုတာပြောတာပေါ့နော်ဒါသူရှင်ပြိုင်ခုတက်ခဲ့တဲ့ fighter တွေကအကုန်လုံးကဒီစွမ်းဆောင်ရည်ပိုင်းမှာကောင်းကြတယ်ဒါလုံးဝဒီနာမည်ကြီး fighter တွေလို့ဒါပြောလို့ရတယ်ပေါ့နော်အခုဒီအနီတောင်ကနေရှင်ပြိုင်ထူးတက်နေတဲ့ဒီဘောင်းဘီအပန်းရောင်တဲ့ fighter ကိုတော့ဒါပြိတက်ပြီးအားလုံးကဒါသိရှိကြမယ်လို့ယုံကြည်တယ်ပေါ့နော်အဲ့တော့သူကတော့ဒါ Tiger fighter တူဖြစ်တယ်သူနာမည်ကတော့ဒါကြောင်စွာရိုက်လို့ခေါ်တယ်ပေါ့နော် ဒါပြီးခဲ့တဲ့လပိုင်းလေးဒီကမှသူ့အနေနဲ့ဒါဝမ်းချင်မင်းရှစ်ကနေပြီးတော့မှဒီဒေါ်လာ3သိန်းတန်ဒါစာချုပ်ရရှိသွားခဲ့တဲ့အပြင်ဒီနောက်ဆုံးထူးတက်သွားခဲ့တဲ့ဒီပွဲစဉ်တပွဲမှာဆိုနေသူ့အနေနဲ့ဒါဘောနပ်စုဒါဒေါ်လာ9000ကိုပါဒါစုခုရယူသွားနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒါဘောင်းမီရဲ့ပန်းရောင်နဲ့ကြောင်းစွာရိုက်ကြတော့ရက်9ပြည်နဲ့9လက်မှရှိတယ်ဒါအတက်ကတော့20နဲ့3နှစ်ပါ အဲ့တော့ one championship မှာကတော့သူ့အနေနဲ့ဒါပွင့်စင်ပေါင်း၉ပွဲအထိဒါရှင်ပင်ထူးတက်ထားပြီးတော့မှဒါ၇ပွဲကိုအနိုင်ရရှိထားပြီးဒါ၂ပွဲဒါရှုံးမိထားတယ်ပေါ့နော်အဲ့တော့ကြောက်ဆွာရိုင်းကတော့ဒီနောက်ဆုံး၄ပွဲဆက်ဆက်တိုက်ကိုဒါအနိုင်ရယူထားတယ်အဲ့တော့ကျွန်တော်ဒီကနေ့မှာတော့ဒါဒီပွဲစဉ်လေးကိုကြည့်ရှုရင်းနဲ့ဒါတန့်စင်နဲ့ရှင်ပင်ထူးတက်သွားမယ်ဒီ time fighter ရဲ့စွမ်းဆောင်ရည်ကိုဒါပရိသတ်တွေနဲ့ဒီလေးလာကြည့်ရှုသွားပုံရပါတော့ ဲ့တော့ကျွန်တော်ဒီပွဲစဉ်လေးပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့ဒါနောက်ထပ်ဒီတန်းစဉ်လေးရှင်မြန်ထူးတက်သွားမယ် Pass Scoop တဲ့ဒီပွဲစဉ်ကောင်းတဲ့ပွဲကိုလည်းဒါထမှန်ဒါကြီးစုပြီးသွားပြီးဖို့ရှိတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ဒါဒီအဆုံးထိလိုက်ပါကြီးစုဖို့ဒါအားလုံးကိုဖိတ်ခေါ်ချင်ပါတယ်အဲ့တော့ကျွန်တော်ကြည့်သွားမယ်ပွဲစဉ်ကနှစ်ပွဲစလုံးကဒါလုံးဝဒါပွဲကောင်းတွေဖြစ်တယ်ပေါ့နော်ဒါပရိသတ်တွေကိုရသဖြိုဖြင်းမှုပြီးနိုင်ခဲ့တဲ့ပွဲစဉ်တွေဖြစ်တယ်အဲ့တော့ဒီပွဲစဉ်နှစ်ပွဲကိုဒါကြီးစုရင်းနဲ့ ဒီတန်းစင်နဲ့ရှင်ပြန်ထူးတက်သွားမဲ့ time fighter အနေနဲ့ဒါတန်းစင်ကိုဒါအနိုင်ရယူသွားနိုင်ခြေရှိသလားပေါ့နော်ဒါဆွမ်းဆောင်ရည်အနေထားကဘလို့အခြေအနေရှိတယ်လဲဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒါထည့်တွင်းသုံးသပ်ပြောဆိုပြီးတော့ဖြစ်ပါတယ် okay ကျွန်တော်တို့ဒါပထမချီပြီးဆုံးသွားပါပြီအဲ့တော့ကျွန်တော်ရဲ့အမြင်ကတော့ပထမချီမှာတော့ဒါ fighter နဲ့ဦးစလုံးကလက်ရည်ရဒါမသိမ့်မရင်လို့ပဲပြောမှာပြအရင်ကြီးကွာဟမှုမရှိတာမျိုးတွေးရတယ် တိချက်အပိုင်းရတော့ဒီကြောက်စွာရိုင်းအနေနဲ့ဒီလင်မြန်မှုရှိတာမျိုးတွေးရတယ်ဒါတိချက်ပိုင်းမှာဒါအနေငယ်လေးဒါတာတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲ့တော့တန်းစင်နဲ့ရှင်မြန်ခုတ်တတော်မဲ့ဖတ်တိုင်းရဲ့ဒီကစားပုံကြည့်နေစုံတော့ဒါတည်ငြိမ်မှုရှိတယ်ဒါအရန်လောတာမျိုးမတွေးရအောင်ဗျာ ပါနီစနစ်ကြချပုံစံမျိုးနဲ့ဒါကစားနေတာမြင်ပြီးတွေ့ရတယ်။အကြောင်းဆိုရင်ကတော့ပြောမယ်ဆိုတော့နည်းနည်းလေးဒီလှုပ်ရှားမှုတွေတော်တော်လေးတွက်တယ်။ဟိုးဒါစတိုက်အထိခံရတဲ့အပတ်ခတ်ပြီးတော့စိုးရင်ရတယ်။ကြောင်းဆိုရင်အနေနဲ့ပေါ်ရှင်တွေကိုခံနိုင်ရတယ်အပြန်လန်းသူတိချက်လေးတွေကိုစီနဲ့ဒါထိုးတက်တော်လာမျိုးတွေ့ရတယ်။ ကောင်းနေပြန်ဖိုက်တာနိုဦးစင်အိုးစပင်းပတ်တောင်ကောင်းနေပြန်အဲ့တော့ကျွန်တော်ရဲ့ဒီအမြင်ရတော့ဒီတန့်စင်နဲ့ရှင်ပြန်သူတက်ကောင်မှ time fighter ဒီနီးစနစ်ပိုင်းမှာသူ့ရဲ့ကစားပုံကြီးကြည့်မှုတွင်ဒါတည်တက်မှုရှိတယ်ဒါတိတိကျကျဒီ ठी ချက်တွေကိုမမှန်ကန်ကန်နဲ့ဖြည်းဖြည်းနဲ့မမှန်နဲ့ကစားတာမျိုးတွေ့ရတယ်ဗျကျောင်းဆွမ်းရိုင်းကတော့ကျွန်တော်ကြည့်ရတဲ့လောက်ဆိုရင်ဒီ speed ကိုအဓိကဒီအတားပြူတယ်ပေါ့နော် ဒါခွင့်ရရရတယ်လို့သူတို့လည်းခိုးချက်တူမြင်မြန်ဆန်ဆန်နဲ့ကျွန်တော်တို့ဒါခွင့်ရရရတယ်လို့ဒါအဆုံးတက်ပြီးတော့မှရှင်ပြန်ကစားတဲ့ fighter ဖြစ်တယ်။ Oh my god ဆိုရင်ရတယ်။ဘီလက်ဖန်တစ်ချက်ထိသွားတယ်ဗျာ။မက်ဆင်ဂျီတွက်ခံရတယ်။ဒါမှကစားပုံရကျွန်တော်ကြည့်တလို့ဆိုတော့ဒီအပြာတော့ fighter ကောင်းနေဗျာ။ ကျောင်းဆွမ်းရဲကပြောလို့ဆိုနည်းနည်းလေးလက်တီရတော့ကောင်းတယ်ဆိုပေမဲ့လေကစားပုံအရာကြည့်မယ်ဆိုနည်းနည်းလေးဒီရမ်းတယ်လို့ခံစားရတယ်ပေါ့နော်ကောင်းတယ်ဖတ်စဘူဗစ်အနေနဲ့ခုချက်လေးတွေတောင်းလို့ဒူးတွေတုံးလာလို့မျိုးတွေ့ရတယ်တပတ်ကကောင်တာလည်းမြန်တယ်ဗျကဲဖိုင်တာနဦးစလုံးကလည်းလူငယ်ဆန်းဆန်းကျွန်တော်တော်တော်လက်လက်ကစားနေတာမျိုးတွေ့ရတယ်တော်တော်လေးကိုကောင်းတယ် ြောင်း front kick အိုးအပခက်တွေတော်တော်လေးစိုးရင်ရတယ်အဲ့တော့တန့်စင်နေနဲ့ဒီတပတ်ကကျွန်တော်ဖတ်စကူဗီရဲ့ကစားပုံတွေကိုဒါကျွန်တော်လိမ့်လာထောင်းဖို့တော့လိုအပ်မယ်ဗျဘာကြောင့်လဲဆိုတော့တန့်စင်ရဲ့ဒီကစားပုံအရာကခွေဒီ defend ကစားတာကဒီကောင်းလေးအရှိနေနေလေးငိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဒီငိုက်တဲ့အနေထားကတပတ်ကဒီ ဟက်စကူဗီအတွက်အခွင့်အရေးဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကစားပုံရကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီအပါခတ်တွေလက်ခုရိုက်ခုတွေကိုကျွန်တော်တို့တစ်ချက်ဆိုတစ်ချက်အားပါပါမျိုးနဲ့ဒါကစားနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ခေသူတော့မဟုတ်ပြ။ဟာဆွမ်းဆောင်ရရပြောလို့ဆိုရင်ဒါကောင်းတယ်။အဲ့တော့အခုကျွန်တော်တို့ဒီကြည့်ရှုနေတဲ့ပွဲစဉ်ကဒီကြောက်စွာရိုင်းနဲ့ဒါ pass စကူဖစ်တူရဲ့ဒီမကြည်ပွင့်ဖြစ်တယ်ပေါ့နော်။ ဲတော့အစတုန်းကဆိုရင်တော့ဒီအပြတော့ကဒါတန့်စင်ရဲ့ပြိုင်ဖက်ကသူ့အနေနဲ့ဒီတုံးပွဲဆက်တိုက်ဒါဝမ်ချန်ပီယံရှစ်မှာဒါစတင်ထိုးတော့တုံးပွဲဆက်တိုက်ဒါအနိုင်ရယူထားတယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာဒါလီးပွဲဆက်ထိုးတဲ့ချိန်မှာသူ့အနေနဲ့ဒီကြောက်ဆွာရိုက်ကိုရှုံးနေသွားခဲ့တယ်ဗျာတကယ်လို့ဒါသူ့အနေနဲ့ဒီကြောက်ဆွာရိုက်ကိုမရှုံးဘူးဆိုရင်တော့ဒါဝမ်ချန်ပီယံရှစ်မှာသူ့အနေနဲ့ဒေါ်လာတသိန်းတန်စာချုပ်ရဖို့အနေထားကသူ့အနေနဲ့ရရှိသွားမှာဖြစ်တယ်ပေါ့နော် ဲ့တော့နှမျောမှုကောင်းတာကဒီကြောက်စွာရိုင်းတဲ့အတွေ့မှာသူ့အနေနဲ့ဒီပထမချိန်အတွေ့မှာတော့ဒါမကြည့်ဒီအလဲထူးပုံစံမျိုးနဲ့ဒါရှုံးနေသွားခင်ရတယ်ပေါ့နော်အဲ့တော့ဒီဒုတိယမြောက်မကြည်ပွဲမှာဆိုရင်တော့ဒါသူတို့နှစ်ဦးကကျွန်တော်တို့ပြောမယ်ဆိုရင်တော့ရလက်အရပြောမယ်ဆိုရင်ဒီဘလိုအနေထားမျိုးနဲ့ဒီအလဲထိုးပုံစံမျိုးနဲ့ကစားသွားခဲ့သလားကျွန်တော်အမှတ်နဲ့ကစားသွားခဲ့သလားပေါ့နော်ဒါတကူကျွန်တော်ဒါပြည့်တက်သူနဲ့ကြီးစုပြီးတော့ဖြစ်ပါနေတယ် အဲ့တော့ကျွန်တော်အနေနဲ့ဒီ fighter နှစ်ဦးရဲ့ဒီရလက်ကိုပြောလိုက်မယ်ဆိုရင်ဒါပရိသတ်တွေအတွက်နည်းနည်းလေးဒီစိတ်ဝင်စားမှုအားနည်းသွားနိုင်ချေရှိတယ်ပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်ပွဲစဉ်လေးကိုပဲကြည့်လိုက်မယ်ပေါ့နော်ကြည့်ပြီးတော့မှဒါနောက်ဆုံးမှဒါသူတို့နှစ်ယောက်ရဲ့မကြည့်ပွဲမှာဒါဘယ်သူကဒါအနိုင်ရယူသွားနိုင်တယ်အနိုင်ရယူသွားနိုင်ခဲ့တယ်လေပေါ့နော်ဒါကိုကျွန်တော်ကြည့်တော့မှဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဒုတိယအချိန်မှာကတော့ ဒါတန့်စင်ရဲ့ပြိုင်ဖက်ဖတ်စူကူဖေးရဲ့ကစားပုံပို့ပြီးတော့သဘောကျမိတယ်အဲ့တော့မာဂုံပိုင်းမှာတော့ဒါဖိုက်တာတို့ဦးစလုံးကမာဂုံရင်းမြင့်တဲ့ဖိုက်တာတွေတော့မဟုတ်ဘူး။ဒါကျွန်တော်ရဲ့အမြင်ရပြောရင်ဆိုရင်ဒီဖတ်စုကိုဗစ်နေတော့မာဂုံအနေငယ်လေးရှိတယ်လို့တောင်ပြောလို့ရတယ်ပေါ့နော်။အဲ့တပတ်ကဒီကျောက်ဆွမ်းရင်းရဲ့တွဲလုံးတွေက ။ဒါ pass sukovic ကိုတော်တော်လေးအထိနာစီခဲ့တယ်လို့ပဲပြောမယ်ဗျ။ဒါတစ်ချိန်ကျွန်တော် knock out ပြီးခံလိုက်ရတယ်ပေါ့နော်။ message ရည်တွက်ခံရတဲ့အနေအထားမျိုးဖြစ်သွားခဲ့ရတယ်။ right ခုတော်တော်လေးအပါတယ်။အဲ့တော့ဒီလက်တီပိုင်းနဲ့ဒီ speed ပိုင်းကျွန်တော် forward ဒီအပိုင်းတွေ nice ရှင်ကြည့်လိုက်မယ်ဆိုတော့ဒီကြောက်ဆွန်ရိုက်ကတာနေလာမျိုးတွေ့ရတယ်ပေါ့နော်။ တကယ်ကျွန်တော်ဒီဘတ်ဆုံကိုကျွန်တော်ကြည့်လိုက်မယ်ဗောနောသူချက်တူရောဒူးတိုက်တောင်တွေအကုန်လုံးကြည့်လိုက်မယ်ဆိုရင်တော့ဒီစနစ်အပိုင်းမှာတော့ကျွန်တော်အနေနဲ့ဒီ patch စကူဖီကိုပို့ပြီးတဘောကြတယ်ဗောနော Okay ကျွန်တော်ဒါဆောပိုင်းကကျွန်တော်အလူပြီးဖုတ်နေတော့ဒီအမတ်အပြတ်တက်နဲ့နိုင်တော်တာလားကျွန်တော် majority decision နဲ့နိုင်တော်တာလားတော့မသိဘူးဗောနောဒို့ဝိမဲ့လဲကျွန်တော်ဒါအတိုင်းအဆုံးဖြတ်ခံယူတဲ့ နေထားမှာဆိုရင်တော့ဒါကြောက်စွာရိုင်းအနေနဲ့ဒါတန့်စီရဲ့ဒါပြိုင်ဖက်ကိုဒါနိုင်ရရှိသွားခဲ့တယ်ပေါ့နော်အဲ့တော့ဘလိုပဲပြပြပြဒီပွဲကတကယ်လို့ဒါဒါဖတ်စုကူဗစ်အနေနဲ့ဒါတကြိမ်နောက်ကောက်မပြီးခံလိုက်ရဘူးဆိုရင်တော့ဒီပွဲကအဖြစ်ဒါတမျိုးတစ်ပုံပြောင်းသွားနိုင်ချေရှိတယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်နောက်ထပ်ဒီပွဲစဉ်ကောင်းတဲ့ပွဲလေးကိုတွားရအောင်ပါပွဲစဉ်ကလည်းကျွန်တော်ဒါပရိသတ်တွေအနေနဲ့မဖြစ်မီတာကြီးစုတွားတင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ် ဲ့တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဒါအနီတောင်ကနေရှင်ပြန်ထူတက်နေတဲ့တန်းစီရဲ့ပြိုင်ဖက်ရဲ့ဒါကုလက်ရှိထူတက်နေတဲ့ဒီအပြာတောင်ကဖိုင်တာကပေါ့နော်အဲ့တော့သူ့အနေနဲ့ဒါပြောမယ်ဆိုတော့ဒါစူပါလက်ကိုဒါစင်ခေါ်ထူတက်နိုင်တဲ့ဒါဆွမ်းဆောင်ရည်မျိုးတွေရှိတဲ့အပြင်ဒါစင်ခေါ်ထူတက်ဖို့အတွက်လည်းဒါအခွင့်ရေးရလူနီးပါးအနေထားမျိုးထိဒါရောက်ရှိနေတဲ့ဖိုင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ ဒါသူ့နာမည်ကတော့ခွန်ထောင်းအနီးလို့ခေါ်တယ်ဒါပိတ်သက်လို့သိရှိပြီးနာဖြစ်တဲ့ဘောင်းဘီအပြန်နဲ့ရှင်မြန်ကူတက်နေတဲ့ fighter ပါအဲတော့ဒီပွဲကျွန်တော်သူ့ရဲ့ဒီနောက်ဆုံးထိုးတက်ထားခဲ့တဲ့ပွဲစဉ်ကျွန်တော်တော့မကြည့်မယ်ဆိုတော့တကယ့်ကိုဒီ now o ဆိုတဲ့ဒါထိုင်းကနာမည်ကြီးဝိုင်းရင် fighter ကြီးတဦးကိုတို့နေနဲ့ဒါအမတ်အပြတ်တက်နဲ့ဒါအနိုင်ရယူထားလိုက်ပါတော့အဲတော့ဒီကျွန်တော်တိတ်မကြခင်မှာဆိုရင်တော့ဒီ now o နဲ့ဒီခွန်ထောင်းအနီးတို့ကဒါမကြည့်ပွဲအနေနဲ့ပြန်ပြီးတော့မှ ာရှင်ပြန်ထူးတက်သွားရဖို့ရှိတယ်ပေါ့နော်အခုဒီစပင်အဝါရုံနဲ့ရှင်ပြန်ထူးတက်နေတဲ့ fighter ကတော့ကျွန်တော်တို့ဒါတန်းစင်နဲ့ရှင်ပြန်ထူးတက်သွားမှာ patch sukovic ဆိုတဲ့ fighter ဖြစ်နေအဲ့တော့ control နီးကတော့ဒါလက်ရှိအချိန်ထိဒီ one championship မှာသူ့အနေနဲ့ဒါပွဲစဉ်ပေါင်း73ပွဲအထိဒါရှင်ပြန်ထူးတက်ထားတယ်ပေါ့နော်အဲ့တော့73ပွဲမှာဆိုရင်တော့သူ့အနေနဲ့ဒီ71ပွဲအထိကိုအနိုင်ရယူထားပြီးတော့2ပွဲတာရှုံးနေထားတယ်အဲ့တော့ရလက်ရပြောမယ်ဆိုတော့ဒါတော်တော်လေး ကောင်းတဲ့ fighter တူဦးလို့ဖြစ်တယ် fighter နှစ်ဦးလုံးကသာတည်ငြိမ်မှုရှိတယ်ကစားပုံရတော့ရန်ကြီးလောလာမျိုးတွေမတွေ့ရဘူးဒါ control နီးကသာတည်ငြိမ်တယ်လို့သာပြောတာပေါ့နော်ဒါလက်တီးတွေကဘယ်လက်တီးတွေကတော်တော်လေးမြန်တယ်ဒါတပတ်ကကျွန်တော် first sukovic ကတော့ဒါလက်တီးကအားပါတယ်လို့ဒါခံစားရတယ်ပေါ့နော်ဒါဒီဒူးတောင်တွေလည်းဒါကောင်းကောင်းတုံးနိုင်တဲ့အနေအထားမျိုးရှိတယ် ဲ့တော့ကျွန်တော်ချိလိုက်အောင်ပြဒီပွဲစဉ်မှာတကယ်ကိုဒီချန်ပီယံခပ်ပတ်ဒါလူ့ဘို့အနေထားလောက်ထိကျွန်တော်ရောက်ရှိမဲ့ဖိုင်တာတူအူကိုဒါတန်းစီနဲ့ပြန်ဖတ်နေတဲ့ဘလိုမျိုးမရင်ဆိုင်ထူးသက်သွားပြခဲ့တယ်လဲပေါ့နော်ကျွန်တော်ဒါဒီမှာကြည့်ရှုသွားမှာဖြစ်ပါတယ်အဲ့တော့တန်းစီရင်ပြိုင်ဖက်ကတော့ကြည့်ရသလောက်ဆိုရင်တော့သူ့ကစားပုံက ဒီအရန်ကြီးဒီအရှောင်းသိန်းတွေကစားမဲ့အနေထားမျိုးတွေတော့တိတ်မတွေ့ရပါဘူးเนาะဒါဖိုက်တာကိုသူ့အနေနဲ့ဒါဖိပြီးတော့မှရှေ့တုံးရမှဒါရှင်ပြန်ထိုးတက်လေးရှိတယ်။ဒီကျွန်တော်ပရှပ်ပြီးဘူးကျူးစားနေတာဖြစ်တယ်။ကျွန်တော်လူကီတွေကံပြီးတော့အပကတ်တွေဆက်တိုက်ကျွေးတဲ့အချိန်မှာတပတ်ကကျွန်တော်ခွန်ထောင်းနီးရဲ့ဒါဘီလက်ဖန်တွေကိုလည်းကျွန်တော်ဆက်တိုက်အထိခံပြီးတော့မှဒါဖိအားပေးပြန်ပြီးထိုးတက်နေတာမျိုးတွေ့ရတယ်ဗျာ။ Okay round 1ကတော့ပြီးသွားပါပြီ။ Okay round 2ဖြစ်ပါတယ်။ ဲ့တော့ဒီဖတ်စကူဗီရဲ့ကစားပုံကြီးပြောမယ်ဆိုတော့ဒါတန့်စင်နဲ့တော့မှအနေငယ်စင်တန်အောင်လေးဖြစ်တယ်ပေါ့နော်ဒါဖိုက်တာနှုတ်ဦးစလုံးကပြောမယ်ဆိုတော့ဒီ Crisis ဆန်ဆန်ပေါ့ဒီရန်လိုစိပုံစံမျိုးပေါ့နော်ဒါအထူးခံအကြည့်ခံပုံစံမျိုးနဲ့အပြန်အလှန်ထူးတက်မဲ့အနေထားမျိုးရှိတယ်ဒါတို့ဝိမေတာတန့်စင်ကတော့ဒီနောက်ပိုင်းထုတ်တဲ့ပွဲစဉ်မှာနည်းနည်းလေးကျုံးဝင်စဉ်တတိကြီးလာသလိုဒါနီးစနစ်ကိုလည်း ဒါချီခံပြီးနှမဒါကစားလာတဲ့အပိုင်းလေးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ခုလက်ရှိကျွန်တော်တို့ဒါ first စကိုဖစ်ကတော့နီးစနစ်ကိုလည်းအခြေခံပြီးကစားတဲ့အပြင်ကိုကျွန်တော်တို့ပြောမယ်ဆိုတော့ဒီတစ်ဖက်ကကောင်တာတွေကိုသူ့အနေနဲ့ရှောင်လို့ရတဲ့အနေအထားမျိုးရှိပေမဲ့ဒါမရှောင်ဘဲနဲ့ဒါကစားနေတာမျိုးတွေတွေ့ရတယ်ပေါ့နော်အဲ့တော့သူတစ်ဖက်ကတော့ဒါစုံနေမှုရှိတယ် ဲတော့တန်းစင်နေနဲ့ရတော့ကျွန်တော်တော်တော်လေးဂယူဆိုင်ပြီးတော့မှကစားတော့ဖို့တော့လိုအပ်တယ်ပေါ့နော်ဒါပေမဲ့ဒါအနိုင်ရယူနိုင်တဲ့ဒီကစားကွက်တွေကိုကျွန်တော်တန့်စင်အနေနဲ့ဒါပုံဖော်ပြီးတော့မှဒါကစားတွားနိုင်တဲ့အနေအထားမျိုးတွေလည်းဒါတွေးရတယ်။အဲတော့တန့်စင်အနေနဲ့ဒါသူ့ရဲ့ဒီကျွန်တော်ဘစ်လက်ဖန်ဒီစပိတ်စပိတ်ပေါ့နော်စပိတ်မြင်းမြင်းကျွန်တော်အတုံးချမြေကစားတွားမယ်ဆိုတော့ဒါအခွင့်အရေးတော့ရှိတယ်။ ဒါ jet ထောက်ပြီးတော့ကစားသွားမယ်ဆိုတော့ဒါ time fighter ကိုကျွန်တော်တို့ဒီအချက်ကြီးများများနဲ့ဒါအထိနာအောင်ဒါကစားသွားလို့ရတဲ့အနေအထားမျိုးတွေဒါတန့်စင်မှာကျွန်တော်ရှိနေတယ်ပေါ့နော်အဲ့တော့အဲ့တော့တန့်စင်နေနဲ့ကျွန်တော်ဘယ်လိုပြောမလဲဆိုရင်တော့ဒါအရင်ကြီးပွဲစဉ်တစ်ပွဲကိုဒါလောလောနဲ့မြင်မြင်နဲ့ဒါဆုံးတက်ဖို့ဒါကစားသွားမယ်ဆိုရင်တော့ဒါတိတ်တော့မလွယ်ကူပေါ့နော်သူ့အနေနဲ့ဒါပြန်ဖက်ရဲ့ ဒီကောင်တာနေပြန်ပြီးအထိနိုင်ပြီးတော့မှသာရှုံးနေသွားနိုင်တဲ့အနေအထားမျိုးတွေရှိတယ်။အဲတော့ဒီအတွက်ကြောင့်မို့လားကျွန်တော်အနေနဲ့ကတော့ဒီအကွာဝေးအဓိကချပြီးတော့မှပေါ့နော်ဒါကိုယ့်ရဲ့အာသာချက်ဖြစ်တဲ့ဒီ bill of hand တွေချက်ထောက်ချက်ပြီးဆိုရင်ဒါခြေခံချက်တွေကိုဒါပရမချီမှာကျွန်တော်အဓိကအနေနဲ့ဒါအသုံးပြုစေချင်တယ်ပေါ့နော်အဲ့လိုအသုံးပြုတဲ့အနေထားကနေကျွန်တော်ဖွင့်ရရပြီဆိုမှပဲဒါလုံးဝကျွန်တော်ဒီ left hand right hand ဦးနဲ့ဒါ အဆုံးသက်စေခြင်းနဲ့ပေါ့နော်တကယ်လို့အခွင့်အရေးမရသေးဘူးဆိုရင်တော့ဒါလုံးဝမဝင်စေချင်ဘူးအဲ့တော့တန်းစင်အနေနဲ့ကတော့ဒါပထမချီဒုတိယချီလောက်ကကျွန်တော်လူကင်းတဲ့ဒီ jet top ချက်ကိုကျွန်တော်ဒါ feature တာတာနဲ့ကျွန်တော်ဒါကစားသွားနိုင်ဖို့ရည်ကြီးတယ်အဲ့တော့အခုနေထားကျွန်တော်ကြည့်လိုက်မယ်ဒီ control အနည်းနဲ့ဒါကစားသွားတဲ့ပုံစံကြည့်မယ်ကုလပြန်ကုလပြန်ကျွန်တော်ဒါပုကပီးဒါရှင်ပြန်ကုတက်သွားမယ်ဆိုတော့တိတ်တော့မလွယ်ဘူးပေါ့နော်တန်းစင်အတွက်ဒါခက်ခဲသွားနိုင်ကြီးရှိတယ် ျွန်တော်ရဲ့မြင်ရတော့တန့်စင်နဲ့တန့်စင်အနေနဲ့ပေါ့နော်ဒီ time fighter ကိုဒါအနိုင်ရယူသွားနိုင်ချေရှိတယ်အဲ့တော့ပရိသတ်တွေအနေနဲ့ကတော့ဒါဘယ်လိုမျိုးထင်ပြီးယူဆထားတယ်လဲတော့မသိဘူးပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒါဆောပိုင်းအဓိကပြောထားခဲ့တဲ့အချက်တွေအရဆိုတော့ဒါတန့်စင်အနေနဲ့ဒီအကွာဝေးလေးတွေချားပြီးတော့မှဒီကိုယ့်ရဲ့ဒီအာတာချက်ဖြစ်တဲ့ဒီဘယ်လက်တီးပေါ့နော်ဘယ်ဝိုက်လက်တီးနဲ့ဒီအနိုင်ချီကန်ပြင်းပြင်းလူတို့ဒါအသုံးချပြီးတော့မှ ဒါရှင်ပြန်ကစားသွားပြီးတော့မှဒါအခွင့်ရရတဲ့အချိန်မှဒါလုံးဝဒီ non stop ဖြစ်အပ်ပြီးတော့မှဒါရှင်ပြန်ခုတက်သွားမယ်ဆိုတော့ဒါတန့်စင်နေတဲ့ဒါအနိုင်ရယူသွားနိုင်ချေရှိတယ်ဗောနော်အဲ့တော့ဒါကတော့ဒီပထမတစ်ချက်ဖြစ်တယ်အဲ့တော့ဒုတိယတစ်ချက်ပြက်ဒုတိယတစ်ချက်ကတော့ဒါတန့်စင်အနေနဲ့ဒါပွဲထိုးထားတဲ့ဒီအတွေ့အကြုံဗောနော်ဒါပွဲဆက်ပွဲအရင်ကြီးမချားထားတဲ့အာသာချက်ကဒါတန့်စင်ကိုဒါအနိုင်ရယူသွားနိုင်ချေရှိတယ်ဗောနော် အဲ့တော့တပတ်ကဒီ time fighter ကတော့တောင်းပွဲတွေလည်းနည်းနည်းလေးဒီဝီးနေတဲ့အနေအထားမျိုးရှိတယ်ဗောမဒီပြကြောင်းကတော့တက်လုံပိုင်းအရာပြောမယ်ဆိုတော့အတန်းစင်ကအတာချက်ရှိတယ်လို့ကျွန်တော်ပြောဆိုရချင်းဖြစ်တယ်အဲ့တော့ဒီပွဲမှာကတော့ကျွန်တော်ဒီရှိကကြည့်ရှုသွားခဲ့တဲ့ပွဲစဉ်ထက်ဆိုင်တော့ဒါတန်းစင်ရဲ့ပြိုင်ဖက်ကဒီဆွမ်းဆောင်ရည်ကျွန်တော်အကောင်းဆုံးပုံစံမျိုးနဲ့ဒါရှင်ပြိုင်ထူးတက်ကစားသွားနိုင်ခဲ့တယ်လို့ပြောလို့ရတယ်ဗောနော်အဲ့တော့တို့ဝိမဲ့ သူ့ရဲ့ကစားပုံကပြောဆို risk နည်းနည်းများတယ်ဒီ defend တိတ်မရှိဘူးเนาะရှောင်းတိတ်တိတ်မကစားဘူးအဲ့တော့ဒီလို fighter ကကျွန်တော်တို့ဒါ power ပြင်းတဲ့ fighter တွေနဲ့တွေ့မယ်ဆိုတော့ဒါစိုးရင်စရာတော့ရှိတယ်ပေါ့เนาะအဲ့တော့တန်းစင်ကကျွန်တော်ဒီအချက်ကိုကောင်းကောင်းသုံးချမယ်ဗျဒါတပတ်က time fighter ရဲ့ဒီ aggressive season ကစားလာတော့ကိုကျွန်တော်ကွာဝေးကြီးချပြီးတော့မှဒီ ဂျက်ထောက်ချက်ထိချက်တတာဘောနော်လိုကေချီကန်ချက်ပြင်းပြင်းပုံစံမျိုးနဲ့ဒါကစားသွားနိုင်မယ်ဆိုတော့ဒါတန်းစီနေနဲ့နိုင်ရယူသွားနိုင်ချေရှိတဲ့ဒါဆွမ်းဆောင်ရည်မျိုးတွေရှိတယ်ဘောနော် 30 seconds ကေအဲ့တော့ကျွန်တော်တို့ဒီကနေ့မှာတော့ကတန်းစင်နဲ့ရှင်ပြန်ထုတ်တက်သွားမယ့်ဒီ patch စကူဗီရဲ့ပွဲစဉ်ကောင်းနှပွဲလေးကိုဒါပြည့်သက်ပြီးမယ်သူအဆအဆုံးကြည့်ရှုရင်းနဲ့ကျွန်တော်ဘေးဖိုင်တာကကျွန်တော်အနိုင်ရယူသွားနိုင်ချေရှိတယ်လို့ဆိုတာလေးကိုကျွန်တော်ခံမှန်းတော့တင်ဆက်ပြီးသွားခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်လာမယ့်နေ့ဒီမှာလေးဒီချာတော့စိတ်ဝင်စားစရာအကြောင်းအရာလူနဲ့အတူ